ဟိုခမရငါးကိုချစ်ကိုသူတို့ပြန်ပြီးထိန်းချုပ်ထားတယ်ဆိုတော့မဟုတ်ဘူးဗျ။ဘာကြောင့်လဲဆိုတော့အဲကျွန်တော်တို့ GNL လေးနဲ့အဲဒီက PDF ပူးပေါင်းဖွဲ့တွေအနေနဲ့ကအဲဒီမှာခမရငါးကိုချစ်တိုင်းဌာနချုပ်ရယ်။နောက်ကိုန်စိတ်တက်စခန်ရဲစခန်အဲဒီဟာတွေကိုဟိုကျွန်တော်တို့ဟိုတိုက်ခိုက်ပြီးတော့တင်ပိုက်ထားတဲ့ဟာရှိတာပေါ့နော်။အဲဒီပုံမှာတော့သူတို့ဒီပရယသမိန်ဘက်ကနေပြီးတော့နော်သူတို့မြေပြင်အင်အားကယာနဲ့ရှိပြီးတော့သူစစ်ကြောင်းထိုးလာတယ်။ နောက်လေကြောင်းပစ်ကူလက်နှက်ကြီးပေါ့နော် drone အဲ့ဒါတွေနဲ့တို့ဒီဘက်မှာပြန်ပြီးတော့ဟိုဒီတို့အသိန်းခံရတဲ့စခန်းတွေကိုပြန်ထိန်းချုပ်နိုင်အောင်တော့တို့ဟိုမြေပြင်စကြောင်းထိုးနေတာတော့ရှိတယ်အခုကျွန်တော်တို့ကလည်းဒီ9ခု8တို့ကွန်းစိတ်တို့ကနေပြီးတော့စခန်းဆုံးသွားပြီးတော့ထွက်ပြေးသွားတဲ့ရဲဘော်တွေလည်းအဲ့ဒီမှာအဲစကားစတတားလိုက်လေအဲ့ဒီမှာအများအများပြရှိနေသေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ဒီဘက်ကကင်းရည်နဲ့ PDF ဖွဲ့တွေကအထက်ပြီးတော့နေမြင်ရှင်းလင်းစေပဲပေါ့နော်နောက်လုံခြုံရေးနဲ့ပတ်သက်တဲ့ဟာတွေထပ်ပြီးတော့ ဟိုကာတဲ့နာကာပေါ့နော်အဲ့ဒါတွေကျွန်တော်တို့လုပ်နေတယ်ပဲဖြစ်တယ်အဲနောက်တစ်ခုကျတော့ဒီစခန်းကုန်းကစက္ကစဘလို့မှပြန်ပြီးအထိုင်ချလို့ရတဲ့စခန်းကုန်းမဟုတ်ဘူးအဲသူတို့သတင်းတပ်ပုံတင်ထားတာလည်းတွေ့တယ်အဲ့ဒါတွေကအဲပြောရလို့ရှိရင်ပုံတပ်ပုံအဟောင်းတွေပဲဖြစ်မှာပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လည်းသတင်းတပ်ပုံတွေတော်လိုင်းဖွဲ့တွေတင်ထားတာရှိတယ်အဲ့ဒီမှာကြည့်လိုက်ပါသတင်းတပ်ပုံတွေကတော့စခန်းတစ်ခုလုံးကဂျီမွားပစ္စည်းပြီးတော့ဘလို့မှအထိုင်ချလို့မရတဲ့အခြေအနေအဲ့စစ်ကောင်စီလည်းထိုင်ချလို့မရတယ်ကျွန်တော်တို့လည်းအဲ့ဒီမှာ အထိုင်ချလို့မရဘူးဒါကြောင့်ပြောရလို့ရှိရင်နေမီစူးမှုရေးအတွက်ပဲကျွန်တော်တို့နေမီစူးမှုရေးလုံခြုံရေးပေါ့နော်အဲအဲ့ဒါအတွက်ကဲနောက်နေမီရှင်းလင်းရေးအတွက်ကိုပဲကျွန်တော်တို့အခုလက်ရှိဆောင်ရွက်နေတယ်အဲဒီစကန်သိမ်းပြီးတဲ့အဲနေရာနေစပြီးတော့တောက်လျှောက်ကျွန်တော်တို့မြေပြင်မှာလည်းအဲရှီကောင်တီတတားတွေနဲ့ဒီဘက်ကကင်းရလီပြည်ရဲ့ပူပေါင်းအဖွဲ့တွေနဲ့နေတိုင်းဒါအထူးတိုက်ပွဲဖြစ်နေတယ်တိုက်ပွဲပြင်းထန်နေတယ်ပေါ့နော်အဲ့ဒီအချိန်တွေတော့ရှိပါတယ်